တဲ့မိခင်ဖခင်တို့ရဲ့ကျေးဇူးတရားတွေက များလွန်းလို့အဲ့ဒီမှာမြတ်စွာဘုရားကဘလောက်ထိပြောထားလဲဆိုတော့ဟောဒီမြေအပြင်ကြီးတစ်ခုလုံးကိုအစိုးရတဲ့ရှင်ဘရင်အဖြစ်ကိုရအောင် လုပ်ပေးမယ်ဆိုရင်တောင်မှမိဘကျေးဇူးကိုဆက်ရမရောက်သေးဘူးတဲ့မိဘရဲ့ကျေးဇူးတရားဆိုတာအဲ့လောက်ကြီးတယ်ပေါ့နော်ဒါကြောင့်ဦးဇင်းတို့မဂဒေဝလင်္ကာရေးသားတော်မူတဲ့မန္တလေးဆရာဘုရားကြီးက ဘာကိုလည်းရမိမှလည်းဝဲအမြဲဆောင်ရပခုံးထက်တွင်တင်လျက်လှုပ်ကြွေးမပြတ်မွေးလေကျေးဇူးကုံဆိုင်မကုံနိုင်ဘူးလို့မိဘတို့ရဲ့ဂုံကျေးဇူးကိုအဲ့လိုတူတူတုတ်တုတ်မှတ်တမ်းတင်ထားတယ်ဟုတ်ရဲ့လားအဲ့ဒီမှာမြတ်စွာဘုရားကပြောလို့ရင်းကမိဘတို့ရဲ့သာသမီရဲ့အပေါ်မှာတင်ရှိနေတဲ့ကျေးဇူးတရားမေတ္တာတရားတွေဟာကြီးမားလွန်းလို့ဆက်လို့မကုံနိုင်ဘူးဒီနေရာမှာ ကျေးဇူးတရားကိုဆက်ရရောက်အောင်အကောင်းဆုံးကျေးဇူးဆက်တဲ့နည်းကိုလည်းပဲအဲ့ဒီတုတ်တန်ထဲမှာပဲထည့်ပြီးတော့ဟောထားတယ်။အဲ့ဒါနောက်ပိုင်းကျတော့ဦးဇင်းတို့ကျေးဇူးကိုဘလို့ဆက်ကြမလဲဆိုတဲ့အပိုင်းမှာအဲ့ဒါလေးကိုထည့်ပြောမယ်။ဟုတ်ရလား။အခုလောလောဆယ်တော့မြတ်စွာဘုရားကမိဘတို့ရဲ့ဂုံကျေးဇူးတတ္တမတတ္တဝါတွေရဲ့ပုံမှာကြီးမားတယ်။သာသမီတွေရဲ့ပုံမှာကြီးမားတယ်ဆိုတာကိုပဲပြောမယ်။ဟုတ်ရလား။ဘာဖြစ်လို့ကျေးဇူးတရားတွေကကြီးတယ်လဲဆိုတော့ ဦးဇင်းတို့မိဘဆိုတာသာသမီးတွေရဲ့အပေါ်မှာအာပါတကာတဲ့အသက်ကိုစောင့်ရှောက်တယ်တကယ်လို့ဒါမိဘတွေကကိုယ့်ကိုငယ်ငယ်လေးတည်းကစပြစ်ထားမယ်ဆိုရင်တရားဓမ္မတို့ဦးဇင်းတို့အခုလိုအသက်ရှင်သန်နေတဲ့အဖြစ်ကိုမရနိုင်ဘူးတကယ်တမ်းကကိုယ့်ရဲ့အသက်ဟာဘယ်သူပေးတာလဲလို့မေးရင်အမေအဖေကပေးတာအမေအဖေကပေးတာဒါကြောင့်ဦးဇင်းရွာမနေတော့က ဘုံကြီးတစ်ပါးကဥစဉ်ကိုအမိန်ရှိတယ်။ကြိုက်လွန်းလို့အဲ့ဒီစကားလေးကိုမှတ်မိနေတယ်။ဘာပြောလဲဆိုတော့ငါတက်သည်မငါပိုင်သည်မအလုံးဟာ အမိဟာတွေကြီးပဲတဲ့သူကအဲ့လိုပြောတာ။သူပိုင်သည်မအလုံးဟာဗါတဲ့တုံးအမိဟာကြီးပဲတဲ့အဖေတွေလည်းအားမငယ်နဲ့เนาะမိဘတွေအကုန်လုံးပန်သွားတာပါဟုတ်ရဲ့လားပြောနေကြဆိုတော့မိခင်ဖခင်ဆိုတော့မိခင်ကရှေ့ကနေတာကိုတကယ်လည်းပဲကျမ်းဂန်ဒေသနာအထောက်အထားရလက်တွေ့ယုတ်တိအရာ ဖခင်မေတ္တာနဲ့မိခင်မေတ္တာဆိုတာမိခင်မေတ္တာကကြီးပါတယ်ဟုတ်ရလားအေးအဲ့ဒါလိုမိဘတွေဟာတာသမီ